ဒနာကြီးဝေလိကျော်ရဲ့မိမဖြစ်တဲ့ရေကြည်ချမ်းကြီးကတော့ရုပ်တရက်အသက်ချီသွားသူဝေလိကျော်ကသူ့မိမအတွာမေတ္တာပို့ပေးချဖို့အတွက်ကိုဒီကနေ့မှပဲရေဝော်တောင်းဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ဒနာကြီးဝေလိကျော်ကတော့အနုပညာလောကမှာတကယ်ကိုမှထိတဲ့အောင်မြင်တဲ့သူဖြစ်တယ်။အနုပညာလောကမှာအောင်မြင်တဲ့လောက် personal ကိစ္စမှာတော့လူမှုရေးမှာတော့အတော်တော်လေးကိုအရှုပ်ရှင်းရှိပါတယ်။ဟောဒါအလှမေတင်းတင်းကိုသူကဒါ ခြေတော်တင်ခဲ့တာဖြစ်ပြီးတော့မိဘတွေကအမတွေကသဘောမတူလို့ဆိုရဲအချောင်းပြချက်တခုနဲ့အဲ့ဒီကောင်းမလေးကိုဖြစ်ပြထားခဲ့တာပဲဖြစ်ပါရယ်။ကောင်းမလေးကလည်းဝေလိကျော်ကိုကာမလိန်နေမှုနဲ့တရားဆွဲပြီးတော့သူ့ကိုတောင်းဝန်ယူရင်ယူမယူလို့ရှိရင်ထောင်တန်းနော်ထောင်တန်းနဲ့ဒီတစ်ခါကျတော့ပတ်စံနဲ့ရောကြီးတောင်းပါရယ်။အမှုကလည်းတတော်လေးကိုနိုင်ဖို့ခက်တာဖြစ်ပြီးတော့နော်တကယ်တကယ်နော်တင်းတင်းကလည်းလဲပြီးတော့ဝေလိကျော်နဲ့ပြောခဲ့တဲ့အတန်း fine နေနောက်ဆုံးတော့နော်ချပြနိုင်တာဖြစ်တဲ့တော့ မနှစ်တုန်းကပဲ2024ခုနှစ်တည်းကပဲအမှုနိုင်ကဝီလီကျော်ဝသိန်း30နဲ့ဒါပြစ်ဒဏ်ချပြီးတော့ထောင်ထဲတရက်လား2ရက်ဆိုလားနော်တတော်လေးကိုတော့မတရားပါဘူးအလောင်းဝီလီကျော်ကပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်ဝီလီကျော်ကတော့ဒါတင်းတင်းကတရားစွဲနေလို့ကာလာမှာပြီးကြီးချမ်းမြင့်နေနော်ဒါကျွန်တော်တို့စာမင်းသမီးလေးကြီးချမ်းမြင့်နေဒါနှစ်ပါးသွားခဲ့တာဖြစ်ပြီးတော့လက်ထပ်သေးပြီလေးဖြစ်ပါတယ် တို့နှစ်ယောက်ကကိုဝင်ရှိခဲ့ပါတယ်ကိုဝင်ရှိပေမဲ့ကိုဝင်ကပြစ်ကျသွားခဲ့တာဖြစ်တဲ့အတွက်တို့အနေနဲ့ကလေးရဖို့အတွက်ကိုဆက်လက်စူးစမ်းနေရဆဲဖြစ်တယ်ဆိုပြီးတော့ဝီလီကျော်ကတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်ခုတစ်ခါမှတော့သူ့မိန်းမဖြစ်တဲ့နော်ယေကြီးချမ်းမြကရုပ်ပြရဲ့တားမရဲ့တတော်လေးကိုဆိုးရနေပြီးတော့သူ့မိန်းမအတွက်မြေတာပိုးပေးချဖို့နေပြန်ကောင်းဖို့အတွက်ဆူတောင်းပေးချဖို့ကိုတောင်းဆိုသွားခဲ့တာပဲဖြစ်ပါတယ်နော်